မင်္ဂလာပါဂျပန်အတွင်းအာရခပြည်နယ်တွင်ကထူးခြားသတင်းတွေကိုတင်ဆက်ပေးနေပါပြီကျမကနော်ဖောပါဒီဂျပန်မှာတော့စစ်ကောင်စီတပ်ကအရက်သားတွေနဲ့လူနာတင်လိုလူသားချင်းစာနာမှုအကူအညီတွေပေးနေသူတွေအပေါ်ပြင်းမထားတိုက်ခိုက်မှုတွေပြင်းထန်လာတာနဲ့အတူအာဆာလိုအခြားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ချင်းချောင်းမှုတွေ နိုင်ငံတကာစုဆွဲချက်တွေနဲ့ထူးခြားတဲ့ထောက်လန်းရေးတန်တရားတွေပါဖြစ်ပေါ်နေတဲ့ရခိုင်ပြည်နယ်ရဲ့နောက်ဆုံးအခြေအနေတွေကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ရခိုင်ပြည်နယ်ပုံနာကျွမြို့နယ်ကဖြူစင်ရင်ခွင် ဖောင်ဒေးရှင်းလူမှုကူညီရေးအဖွဲ့ရဲ့ကားတစ်စီးဟာအရေးပေါ်လူနာသွားရောက်တင်ဆောင်နေစဉ်မှာစစ်တပ်ရဲ့ drone နဲ့ပုံကျဲပစ်ခတ်မှုကိုခံခဲ့ရပါတယ် ဒီတိုက်ခိုက်မှုကြောင့်အဖွဲ့မှာလိုက်ပါကူညီနေတဲ့အသက်16နှစ်အရွယ်အသင်းဝင်လူငယ်တူသေဆုံးသွားခဲ့တယ်လို့ဒေတာခန်တွေကအတည်ပြုပြောဆိုထားပါတယ်။အဲ့ဒီအဖြစ်ပြက်ဟာအော်တိုဘာလ26ရက်နေ့ညနေ3နာရီလောက်မှာဖြစ်ပွားခဲ့တာပါ။ဖြူစီရင်ခွင်ဖောင်ဒေးရှင်းအဖွဲ့သားတွေဟာပုံနာကျွမြွနယ်တဲ့ကကွန်းတောင်ကျေးရွာမှာရှိနေတဲ့အရေးပေါ်လူနာတူကိုတင်ဆောင်ဖို့အတွက်ကားနဲ့သွားခဲ့တာဖြစ်ပါတယ်။အဲ့ဒီလိုလူနာတင်ရင်သွားနေစင်ပါပဲ။ စစ်ကောင်စီတပ်က drone တွေနဲ့လိုက်လံပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုတွေအတွင်းသေဆုံးသွားသူကတော့အသက်16နှစ်အရွယ်မောင်ထင်းအောင်ဟင်းဖြစ်ပါတယ်။မောင်ထင်းအောင်ဟင်းအားအသက်ငယ်ပေမဲ့ပရာဟိတစိတ်သက်ထက်သန်သူတူဖြစ်ပြီးအသက်10နှစ်သားအရွယ်ကလေးကစပြီးဒီလိုလူမှုကူညီရေးပရာဟိတအလုပ်တွေကိုစိတ်အားထက်သန်စွာလှုပ်ဆောင်နေသူတူဖြစ်တယ်လို့လည်းသိရပါဗျ။ စစ်ကောင်စီတပ်ဟာစစ်တွေမြို့မှာအခြေစိုက်ထားတဲ့စခန်းတွေကနေ drone လက်နက်ကြီးတွေနဲ့ရခိုင်မြောက်ပိုင်းမြို့နယ်တွေကိုအခုလိုပစ်ခတ်နေတာဖြစ်ပါတယ်။အထူးသဖြင့်ပုံနာကျွန်းရသေးတောင်နဲ့ပေါတောမြို့နယ်တွေဘက်ကိုမကြာခဏပစ်ခတ်မှုတွေပြုလုပ်နေတာပါ။ဒီလိုအရသာပြင်းမှတ်မခွဲခြားပဲတိုက်ခိုက်မှုတွေကြောင့်ဒေသခံတွေတည်ဆုံတာထိခိုက်ဒဏ်ရာရတာတွေဇက်တိုက်ဆိုသူတို့ရှိနေပါတယ်ရှင်။ ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာစစ်ကောင်စီတပ်နဲ့အရခတက်တော်အေတို့ကြားတိုက်ပွဲတွေပြင်းထန်နေပါတယ်။ဒီတိုက်ပွဲတွေအတွင်းမှာတိုင်းချောင်းတင်းရွာကိုစစ်ကောင်စီတပ်က Jet Fighter တွေနဲ့လာရောက်ပုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်အရတား၃ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့စစ်ရေးသတင်းမြစ်တွေစီကနေသိရပါတယ်။ဒီအဖြစ်ပြက်ဟာပြီးခဲ့တဲ့အောက်တိုဘာလ25ရက်နေ့မနက်၈နာရီလောက်မှာဖြစ်ပွားခဲ့တာပါ စစ်ကောင်စီတပ်ရဲ့ Jet Fighter နစီဟာတိုင်းချောင်းကျွာအနီးကို လာရောက်ပုံကျဲခဲ့တာဖြစ်ပါတယ်သတင်းတွေအရဒီတိုက်ခိုက်မှုမှာအသုံးပြုခဲ့တဲ့ cluster bomb တဲချမှုကြောင့်အဲ့ဒီနားမှာရှိနေတဲ့အမျိုးသား၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ကြောက်ဖြူမျိုးနယ်ဟာစစ်ကောင်စီတပ်ကအင်အားအများပြားဖြစ်တင်းထားတဲ့ဒေသတစ်ခုဖြစ်ပါတယ်။ ်အခုတိုက်ပွဲတွေပြင်းထန်လာတဲ့အခါစစ်ကောင်စစ်တပ်ဟာအရက်သားတွေနေထိုင်ရာနေရာတွေကိုပါ ပြစ်မှတ်ထားပြီးဇက်တိုက်ပုံကျဲတိုက်ခိုက်မှုတွေလှုပ်ဆောင်လာတာတွေ့ရပါတယ်တောက်ဖြူဒေတာတိုက်ပွဲတွေအတွင်းစစ်ကောင်စီဟာ drone တွေ jet fighter တွေနဲ့လေကြောင်းကနေတိုက်ခိုက်ရုံနဲ့မကဘဲစစ်ရေးရင်တွေကနေလက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေအထိသုံးပြီးထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေနဲ့ပတ်သက်ပြီးအရခတက်တော်အေကလည်းဒေတာခံပြသူတွေကိုတတိပေးထုတ်ပြန်ချက်တစ်ခုထုတ်ပြန်ထားပါတယ်စစ်ကောင်စီတပ်ဟာအရသားပြည်သူတွေနေထိုင်တဲ့ကျေးရွာတွေကို jet fighter တွေနဲ့ပြင်းမှတ်ထားပုံကျဲမှုတွေဇက်တိုက်လှုပ်ဆောင်နေတဲ့အတွက်အထူးသဖြင့်ကံယူတန်းဒေတာတစ်လျှောက်နေထိုင်ကြတဲ့ပြည်သူတွေအနေနဲ့အထူးသတိရှိကြဖို့တတိပေးထားပါတယ်ရှင် ရခိုင်ပြည်နယ်မောင်တွန်းမြို့နယ်ကနေကင်းချောင်းကျေးရွာမှာနှွားចောင်းနေတဲ့အမျိုးသမီးငယ်တဦးနဲ့အမျိုးသားနှစ်ဦးစုစုပေါင်း၃ဦးဟာအာစာအဖွဲ့ရဲ့ဖမ်းဆီးသွားတာကိုခံခဲ့ရပါတယ်။အော်တိုဘာလ24ရက်နေ့မနက်9နာရီလောက်မှာဖြစ်ပွားခဲ့တာပါ။ကင်းချောင်းကျေးရွာကရွာသား6ဦးဟာကျေးရွာအနောက်ဘက် မေယူတောင်တန်းအနီးမှာနှွားចောင်းနေခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာအာစာအဖွဲ့ဝင်ခုနှစ်ဦးလောက်ရောက်ရှိလာပြီးသူတို့ကိုဖမ်းဆီးဖို့စူးစမ်းခဲ့တာလို့ကြေးရွာသားတွေကပြောပါရယ် ဲ့ဒီ6ဦးထဲက3ဦးဟာအာစာအဖွဲ့ရဲ့လက်ကနေထွက်ပြေးလွမြောက်လာနိုင်ခဲ့ပါတယ်။ဒါပေမဲ့ကြံ3ဦးကတော့သူတို့ရဲ့ဖမ်းဆီးခြင်းကို ခံလိုက်ရတာဖြစ်ပါတယ်။ဖမ်းဆီးခံလိုက်ရသူတွေထဲမှာအသက်16နှစ်အရွယ်အမျိုးသမီးငယ်2ဦးအသက်20အရွယ်အမျိုးသား2ဦးနဲ့အသက်40အရွယ်အမျိုးသား2ဦးတို့ပါဝင်သွားတယ်လို့သိရပါတယ်။လက်ရှိမှာတော့အာစာလက်ကနေထွက်ပြေးလွမြောက်လာသူ၃ဦးဟာကျေးရွာကိုဘေးကင်းစွာပြန်လည်ရောက်ရှိနေပြီဖြစ်ပါတယ် ပျောက်ဆုံးသွားတဲ့ရွာသား၃ဦးကိုတော့အာရခတက်တော်အေအေရဲ့တာဝန်ရှိသူတွေကဆက်လက်ပြီးရှာဖွေမှုတွေလုပ်ဆောင်နေကြတယ်လို့လည်းသိရပါတယ်။အစာအဖွဲတွေဟာအခုလိုဘင်္ဂလားဒေ့ရှ်နယ်စပ်တွေမှာနေထိုင်တဲ့ပြည်သူတွေကိုမကြာခဏဖမ်းဆီးတာပြန်ပေးဆွဲတာတွေလုပ်ဆောင်နေပါတယ်။ဒါကြောင့်ဒေသခံတွေအနေနဲ့တော်တောင်တွေတဲကိုတယောက်တည်းသွာလာတာမျိုးမလုပ်ကြဖို့အာရခတက်တော်အေကလည်းအကြိမ်ကြိမ်သတိပေးထုတ်ပြန်ထားပါတယ်ရှင်။ 45 right လူခွေရေးဖွဲ့ရဲ့ထုတ်ပြန်ချက်တွေနဲ့ပတ်သက်ပြီးအရခတ်တတော်အေးဘက်ကသတင်းထုတ်ပြန်ချက်တစောင်းထုတ်ပြန်ပြီးတုံ့ပြန်လိုက်ပါတယ်45 right အဖွဲ့ဟာအရင်ကထုတ်ပြန်ချက်တွေမှာလည်းအေးအေးကိုအာရမလောအားစေခိုင်းမှုအပါအဝင်လူခွေရေးချိုးဖောက်မှုကျွလွန်နေတဲ့အဖွဲ့အစည်းအဖြစ်ပုံဖော်ခဲ့တယ်လို့အေးအေးကဆိုပါတယ်အေးကတော့ဒီဆွဆွဲချက်တွေဟာလုံးဝအခြေအမြစ်မရှိကြောင်းပယ်ချလိုက်ပါတယ် အဲ့ဒီထုတ်ပြန်ချက်တွေထဲမှာအချိန်နေရာလူပုတ်ကိုအဖြစ်အပျက်စတဲ့တိကျခိုင်ပါတယ်အခြားလက်တွေလုံးဝပါဝင်ခြင်းမရှိဘူးလို့ AA ကထောက်ပြထားပါတယ်ဒါပြင်ဒီစစ်ဆွဲချက်တွေဟာဘာသာရေးအစိုးရတွေနဲ့အကြမ်းဖက်စစ်သည်ကြွအုပ်စုတွေကတမင်တကာလေလုံးထွားပြီးလှုပ်ကြံနေတာဖြစ်တယ်လို့ဆိုပါရယ်အဓိကရည်ရွယ်ချက်ကတော့ AA ရဲ့ဂုံတိတ်ခါကိုကြာစင်းစေဖို့ဖြစ်တယ်လို့လည်း AA ကထုတ်ပြန်ချက်မှာဖော်ပြထားပါရယ် အာမလောအားစေခိုင်းမှုဆွဆွဲချက်ကိုလည်း AA ကအတိအလင်းတုံ့ပြန်ထားပါတယ်။အဖွဲ့အစည်းစတင်ထူထောင်ခဲ့တဲ့အချိန်ကစပြီးဒီနေ့အချိန်ထိအာမလောအားစေခိုင်းမှုဆိုင်ရာအပြည့်ပြည့်ဆိုင်ရာအလုပ်သမားအဖွဲ့ ILO ရဲ့ convention တွေကိုတစုံတစ်ခုမှချုပ်ပေါက်ကျူးလွန်ခဲ့တာမရှိဘူးလို့ဆိုပါတယ်။ဒီ convention တွေကိုတိတိကျကျလိုက်နာကျင့်သုံးနေတယ်လို့လည်းအခိုင်အမာ ပြောဆိုထားပါတယ်။ အရခတက်တော် AA နဲ့ရခိုင်ပြည်အတွင်းနေထိုင်ကြတဲ့မတူညီ क्वे ပြတဲ့ဘာသာလူမျိုးတွေကြားတဟဇာတာဖြစ်စေရေကိုအမြဲတမ်းကြိုးပမ်းဆောင်ရွက်နေတယ်လို့လည်းဆိုပါတယ်။ဒါပြင်ဘာသာရေး၊ကျန်းမာရေး၊ပညာရေးနဲ့အုပ်ချုပ်ရေးစတဲ့ကဏ္ဍအသီးသီးမှာလည်းဘာသာလူမျိုးခွဲခြားမှုလုံးဝမရှိပဲလူမျိုးစုအလုံးတန်းတူညီမျှအခွင့်အရေးရရှိနေကြတယ်လို့ AA ကပြောဆိုထားပါတယ်ရှင်။ ရခိုင်ပြည်နယ်မြောင်ဦးမြို့မှာ GPS လို့ခေါ်တဲ့တင်နီယာပြစနစ်တပ်စင်ထားတဲ့ငတ်ကောင်ကိုဒေတာခန်တွေကဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။ပြီးခဲ့တဲ့အောက်တိုဘာလပထမပတ်တုန်းကမြောင်ဦးမြို့နယ်ဘောင်တုတ်ကျေးရွာနေမှာငတ်ပစ်ကစားနေကြတဲ့ကလေးတွေကဒီငတ်ကိုဖမ်းမိခဲ့တာဖြစ်ပါတယ်။ငတ်ရဲ့ခန္ဓာကိုယ်ဟာတာမန်ငတ်တွေနဲ့မတူပဲဆက်ပစ္စည်းတွေတပ်စင်ထားတာကိုထူးထူးခြားခြားတွေ့ရှိခဲ့ကြရတာပါ။ဒီလိုထူးခြားတဲ့ GPS တပ်ထားတဲ့ငတ်ကို ဖမ်းမိပြီးတဲ့နောက်မှာဒေသခံတွေဟာအာရခတက်တော် AAC ကိုချက်ချင်းသွားရောက်အနံခဲ့တယ်လို့လည်းသိရပါဗျ။လက်ရှိအခြေအနေမှာစစ်ကောင်စီတပ်ဟာ AA ကတိမ့်ပိုက်ထိန်းချုပ်ထားတဲ့မြို့နယ်တွေကိုကင်းထောက် drone နဲ့ဇက်လီရင်တွေနဲ့အများအားလိုလိုကင်းထောက်ထောက်လန်းမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။ဒါကြောင့်ဒေသခံတွေကြားမှာအခုဖမ်းမိထားတဲ့ငတ်ဟာလဲစစ်ကောင်စီကလွတ်ထားတဲ့ကင်းထောက်ငတ်တမျိုးဖြစ်နေမှာကိုစိုးရိမ်မှုတွေမြင့်တက်နေကြတာလည်းဖြစ်ပါတယ်ရှင်။ တန်လျှခက်သတင်းဌာနရဲ့တပတ်အတွင်းအာရခပြည်နယ်တွင်ကထူးခြားသတင်းတွေကိုထုတ်လုပ်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။တန်လျှခက်သတင်းဌာနရဲ့သတင်းစီစဉ်တွေကို YouTube, Facebook, Telegram အစရှိတဲ့ channel တွေကနေလည်းကြည့်ရှုနိုင်ပါပြီ။ဒီခိုင်ပြည်နယ်အပအဝင်မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးအန္တရာယ်မျိုးကနေအမြဲဆုံးလွတ်မြောက်နိုင်ကြပါစေရှင်။